ရခင်ဗျာဒီလီရိုးစ်ကွန်ပျူတာမှာကြိုဆိုပါရစေကျွန်တော်ဟမင်လိုက်ပါယခုသင်ခန်းစာလေးမှာကျွန်တော်မျှဝေပေးချင်တာလေးက Microsoft Word မှာအရင်ကိုသုံးဝင်တဲ့ Angle တွေ Sticker တွေကို Blue Sticker နဲ့ထည့်သွင်းအသုံးပြုရမယ်ဆိုတာကိုသင်ကြားပေးချင်တာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Word Special Online Course လေးမှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတစ်ခုလည်းပဲဖြစ်ပါတယ် ကျွန်တော် Microsoft ကိုအသုံးပြုပြီးတော့မှစာရေးရိုက်တဲ့အခါမျိုးမှာကျွန်တော်အနေနဲ့ပေါ့နော် Microsoft ထဲမှာစာရေးပြင်ကိုပဲ icon တွေတို့ဓာတ်ပုံတွေတို့ပေါ့နော်ဒီလို internet ကနေပြီးတော့မှ collagen နဲ့ရတဲ့ကိုလည်းကျွန်တော်တို့ကဖိလိမျိုးထည့်သွင်းပြီးတော့အသုံးပြုရမှာစာကိုလည်းမဖြစ်မနေနဲ့သိထားတယ်ပါတယ်။ဒါကြောင့်မလို့ယခုသင်ခန်းစာတွေမှာကျွန်တော်ဒါလေးကိုအသေးသေးလေးရှင်းပြပေးသွားပါမယ်။ပထမအဆုံးကျွန်တော် Microsoft Word လေးကိုစာပြီးတော့ဖွင့်လိုက်မယ်။ခလိုက်ပြီးတော့မှကျွန်တော်တို့ထည့်ချင်တာလေးက icon ကိုဒီကထည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ဒီပေါ်လေးမှာကျွန်တော် insert ဆိုတဲ့ tab တွေရှိပါတယ်ဒီ insert တွေကိုတစ်ချက်တည်းနေလိုက်ပါ ပြတိုင်းကျွန်တော်တို့ကဒီအောက်လေးမှာပေါ့နော် illustration ဆိုတဲ့ group လေးရှိပါတယ်ဒီအောက်လေးမှာအဲ့ဒီ group လေးရှိပါတယ်အဲ့ group လေးထဲမှာကျွန်တော်ဒီမှာ picture ထည့်လို့ရမယ်ပြီးတော့ဒီဘက်လေးမှာ shape တွေထည့်လို့ရမယ်ပြီးတော့ဒီမှာ icon ထည့်လို့ရမယ်ပေါ့နော်ဒီ picture တို့ shape တို့အကြောင်းအရာလေးကိုလည်းပဲကျွန်တော်ပညာဌာနအနေနဲ့ YouTube မှာသင်ကြားပေးထားတာရှိပါတယ်ဒီကလေးကိုအနေနဲ့ဒါလေးတွေကိုလေ့လာချင်တယ်ဆိုရင်လည်းပဲသွားပြီးတော့မှကျွန်တော် channel လေးမှာပဲ YouTube channel လေးမှာသွားပြီးတော့မှလေ့လာလို့ရပါတယ်ဒီကတော့ကျွန်တော်တို့အဓိကထဲမှာကတော့ icon ကိုထဲမှာဖြစ်တယ်။ပြီးတော့ကျွန်တော်ဒီမှာ icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်။ဒါလေးကိုတစ်ချက်လေး နေလိုက်ပါမယ်။နေလိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာ store image ဆိုပြီးတော့မှကျွန်တော်တို့ခေါင်းစဉ်လေးနဲ့ box လေးကြာလာတာကိုတွေ့ရမှာပါ။အဲ့ခါမှာကျွန်တော်ကဒီ icon လေးကိုကျွန်တော်ကထည့်သွင်းပြီးတော့မှတုံတဲ့အခါမှာဆိုရင်ကျွန်တော်ကဒါနှိပ်လိုက်ပြီးဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ computer မှာကျွန်တော်တို့က internet ပေါ့နော် wifi သို့မဟုတ် internet ချိတ်ဆက်ထားပြီးပို့လို့လိုအပ်ပါတယ်။ဒါမှသာရင်ကျွန်တော်တို့ကဒီ icon ကိုလာပြီးတော့မှရွေးချယ်ပြီးတော့မှအသုံးပြုလို့ရမှာဖြစ်ပါတယ်။ဒီလိုပေါ်လာပြီးစင်သူကဒီမှာအပေါ်လေးမှာသူကခေါင်းစဉ်လေးတွေနဲ့သူကနေသူ group လေးတွေခွဲပေးထားတာကိုလည်းတွေ့ရမှာပါ။ ဒီခါမှာဒီမှာပထမဆုံးသူအန်ကွန်နဲကိုရောက်သွားတယ်ပေါ့နော်အန်ကွန်နဲမှာဆိုရင်လည်းဒီအောက်ဒီမှာအန်ကွန်ပုံစံအမျိုးမျိုးတွေ့ရပါလိမ့်မယ်ဒီမှာဒီလေးမြန်ပုံလေးတွေရှိမယ်ပန်သေးပုံလေးတွေရှိမယ်အမျိုးမျိုးရှိတာပေါ့နော်ဒီမှာကျွန်တော်တို့ကဒီစကိုပါအချောင်းလေးရှိသေးတယ်ဒါလေးကိုဆွဲပြီးတော့လည်းဒီမှာသွားပြီးတော့ကြည့်လို့ရတယ်တလေးဆန်ပုံလေးတွေရောပေါ့နော်အီမိုဂျီပုံစံလေးတွေအမျိုးမျိုးဒီမှာအများကြီးတွေ့ရမှာပါအန်ကွန်ဆိုတဲ့သဘောတမ်းပဲအန်ကွန်တင်ဒေတာလေးနဲ့သူအများကြီးတွေ့ရမှာပါစပိုင်းပုံလေးတွေတော့ကျွန်တော်ဒီပြုံးတဲ့ပုံတွေမဲတဲ့ပုံလေးတွေဒီလိုမျိုးမျိုးရှိတာပေါ့နော် ဒါတွေကိုကျွန်တော်တို့ကတရား internet လေးခြေဆက်ထားရုံနဲ့အခအမဲယူပြီးတော့မှတုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီအခချင်းဝေးပေးစရာမလိုဘူးပေါ့နော်အဲ့ခါမှာသူကဒီမှာအိုင်ကွန်ထဲမှာမှာသွားလိုက်တဲ့ခါမှာဒီမှာ home ရှိတယ်ဟိုမှာနေလိုက်မယ်ဆိုရင်ဒါလောလောဆယ်ကျွန်တော်တို့ဒီမှာ home နဲ့လိုက်ပြီးဆိုတော့ home နဲ့သက်ဆိုင်ရာလေးကိုပဲ group အနေနဲ့စုပေးထားတယ်ဗောနော်ကိုနေကဥပမာကျွန်တော်က Microsoft Word ထဲမှာလိပ်စာအကြောင်းတွေရိုက်တာမျိုးတွေနော်ဖိတ်စာအကြောင်းတွေရိုက်တာမျိုးတွေဆိုရင်ကိုနေကနေရာလိပ်စာတွေပါဆိုအင်ပုံစံလေးနဲ့ကွာတွဲပြီးပြချင်တဲ့ခါမှဆိုရင်ဒီလိုမျိုးလေးကျွန်တော်ယူပြီးတော့မှတုံလို့ရတယ်ဗောနော်အဲ့လိုခါမျိုးမှာအန်ကွန်ကအရန်ကွန်မှာအသုံးဝင်ပါတယ်သူတစ်ပြင်းကျွန်တော် design ပုံစံဖန်တီးတာမျိုးတွေကိုရ Microsoft Word စာဖိုင်ထဲမှာမှပို့ပြီးတော့မှကြည့်တဲ့သူအတွက်ပို့ပြီးထင်ရှားသွားစေဖို့အတွက်မြင်သာသာစေဖို့အတွက်အန်ကွန်လေးတွေနဲ့တွဲဖက်ပြီးတော့မှတုံချင်တဲ့ခါမျိုးမှာဒီလိုမျိုးထည့်သွင်းပြီးတော့အသုံးပြုလို့ရပါတယ် ဲ့လိုပဲကျွန်တော်ဒီမှာ grad ပေါ့နော် grad လေးမှာတစ်ချက်နေလိုက်မယ်ဆိုရင်လည်းပဲဒါ grad ထဲမှာဒီ grad နဲ့သက်ဆိုင်ရာတွေအန်ကွန်တွေကိုစုပေးထားတာကိုတွေ့ရမှာပါအဲ့လိုပဲပေါ့နော်ဒီမှာ music ဆိုရှိရဲ music မှာနှိပ်လိုက်မယ်ဆိုရင်လည်းပဲ music ကိုနှိပ်လိုက်မယ်ဆိုရင် music ထဲမှာပါဝင်နေဒီမှာ music ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ music ထဲမှာပါဝင်နေ icon လေးတွေကိုပဲသူရွေးချယ်ပြီးတော့ပြပေးသွားမှာပါအဲ့လိုပဲသူက group လေးတွေတွားနေသူခေါင်းစဉ်လေးတွေခွဲပေးထားတယ်เนาะဒီမှာလည်းများလေးရှိသေးတယ်တွားပြီးတော့နှိပ်ပြီးတော့မှထပ်ပြီးတော့ကြည့်လို့ရသေးတယ် အမျိုးမျိုးရှိတာပေါ့နော် travel နိုင်မယ်ဆိုရင်လည်း travel နဲ့ခီးသွားတဲ့ပုံလေးတွေဒီမှာเนาะကန်ချေပုံလေးတွေလေမြန်ပုံလေးတွေခီးဆောင်အိမ်ပုံလေးတွေပြီးတော့ bus ကားတွေ motor ကားတွေအများကြီးအများကြီးရှိတာပေါ့နော် body bus ဆိုရင်လည်း body bus တွေเนาะ generative medical တွေ animals တွေတလေးဆန်ပုံတွေအမျိုးမျိုးရှိပါတယ် ကိုဘယ်လိုပုံစံလိုချင်တာလဲဆိုတာကိုကိုဒီမှာကောင်းတဲ့လေးနှစ်ကြည့်လိုက်ရုံနဲ့ရွေးချယ်ပြီးတော့မှအသုံးပြုလို့ရမှာဖြစ်ပါတယ်။ဒါတော့ကိုက group လေးတွေတောက်ထားပြီးတော့မှနှိပ်ပြီးတော့မှတုံတာပေါ့။အဲ့လိုမဟုတ်ဘူးကွာရှိသမျှအိုင်ကွန်နဲ့အားလုံးစုပြုံပြီးတော့လိုချင်တဲ့ဆိုရင်ဘာမှကိစ္စမရှိဘူး။ကျွန်တော်ဒီ email ကိုရွေးထားတဲ့ဆိုရင်ဒီ email လေးပေါ်မှာပဲပြန်ပြီးတော့မှတစ်ချက်ပြန်နှိပ်ပြီးလိုက်။ပြန်နေပြလိုက်မယ်ဆိုရင် तू အားလုံးပြန်ပြီးတော့ပေါ်လာလိမ့်မယ်ဒါတော့ तू က group line မခွဲတော့ဘူးပေါ့နော်အားလုံးကိုရှိသမျှတလေးဆန်းပုံတွေလူပုံတွေခွေးပုံတွေကြောင်ပုံတွေအားလုံးကို तू စုပေးထားမှာပါဒီကနေ့မှကိုနှစ်သက်တာကိုရွေးချယ်ပြီးတော့မှတုံလို့ရပါတယ် ရင်ကကျွန်တော်ယူပြီးတော့မတုံခင်ဗာလေးလေးပါလဲဆိုအရင်ပြပေးမယ်နော်အိုင်ကွန်ထဲမှာတော့ဒါလေးပါပါတယ်ပြီးသားပြီးစင်ကျွန်တော်ဒီဘက်လေးမှာ image ဆိုတာလေးရှိသေးတယ် image ကိုတစ်ချက်လေးနှိမ့်လိုက်တဲ့အခါမှာဆိုရင်ကျတော့ဒါ online နဲ့ကျွန်တော်ချိန်ဆထားတာဖြစ်တဲ့အတွက်ဒါ online ကတက်ပုံလေးကိုယူပြီးတော့မတုံနေဆိုတဲ့အတိပ္ပယ်မျိုးပါဒီမှာစင်ကျွန်တော်သွားပြီးကြည့်ကြည့်မယ်ဆိုရင်ဒီမှာပုံလေးတွေအမျိုးမျိုးရှိရယ်နော်ဒီဟာလေးကိုခုနှစ်သက်တာကိုကိုကလစ်တစ်ချက်နှိပ်ယူပြီးတော့မှကျွန်တော်ကယူပြီးတော့မှတုံလို့ရပါတယ် မဆဲ mass ပုံလေးတွေနော် you can ပုံလေးတွေကျွန်တော်ဘယ်လိုပုံနဲ့တောင်းချင်လဲကိုရေးဒီကိုရဲ့ microsoft ထဲမှာကိုလုံးမဲ့အကြောင်းအရာကိုရေးမဲ့စာနဲ့မူတည်ပြီးတော့မှဒီတော့တက်ဆိုင်ရပုံလေးတွေကျွန်တော်တို့ဒီမှာယူပြီးတော့မှကိုနဲ့တက်တာလေးတွေဆွဲပြီးတော့မှတုံလို့ရတာကိုတွေ့ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဓာတ်ပုံရှိနေမှာမဟုတ်ဘူးပေါ့နော်။ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဓာတ်ပုံတွေမရှိနေဘူးဆိုရင်လည်းကိစ္စမရှိဘူး။ခုလိုမျိုးကျွန်တော်တို့ကအင်တာနက်ကနေပြီးတော့မှဒီမှာ store image လို့ခေါ်တဲ့ icon ကနေသွားပြီးတော့မှဓာတ်ပုံလေးတွေကိုလည်းယူပြီးတော့မှအခမဲ့တုံလို့ရပါတယ်။ ဟုတ်ပြီပြီးသွားရင်ကျွန်တော်ဒီမှာကတ်အောက်ပြီးပဲဗောနော်ကတ်အောက်ပြီးပဲမှနေလိုက်မယ်ဆိုရင်လည်းပဲသွားဒီမှာရှိတယ်။အဲလူပုံလေးတွေဗောနော်အမျိုးမျိုးဗောအဲဥပမာကွာဒီမှာဒီကလေးပုံလေးရှိမယ်ဒါနဲ့ဆိုင်းပုံလေးခြိုင်တာဒီဆိုင်းပုံခြိုင်တာမှာကိုလိုချင်တဲ့စာလေးရေးထည့်တာမျိုးတွေအဲ့လိုအမျိုးမျိုးသုံးလို့ရတာဗောနော်ဒီမှာအမျိုးမျိုးရှိပါတယ်။မှသွားပြီးတော့ကြည့်ကြည့်ပါနော်တစ်ခုချင်းလေးလိုက်ပြီးတော့မှကြည့်ကြည့်ပါ။ပြစတီကာစတီကာမှာသွားပြီးတော့ကြည့်မယ်ဆိုရင်လည်းစတီကာထဲမှာဆိုရင်လည်းပဲကျွန်တော်မြင်ဖို့နေကြပါတော့။အဲကျွန်တော်ဖုန်းနေပါတယ်တုံးနေဆိုရင်လည်း social media မှာမြင်မှုနေကြစတီကာလေးတွေကိုဒီမှာတွေ့ရမှာပါ။ဒါတော့ကျွန်တော် line internet line ကြာနေလို့ဖြစ်ပါလိမ့်မယ်။အပေါ် line နော်။ ပေါ်လာပြီဒီမှာဆိုရင်ကျွန်တော်ဒီမှာကုန်မြေဝနေကြစတစ်ကာလေးတွေเนาะလာရင်เนาะဒါလေးတွေကျွန်တော်ယူပြီးတော့มาတုံးလို့ရပါတယ်ပြီးကျွန်တော်ဒီမှာ illustration มาတွားပြီးတော့มาနှိပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းပဲ illustration ထဲမှာလည်းဒီပါဒီ internet ကြောင့်မပေါ်သေးရเนาะခဏလေးစောင့်ပြလိုက်မယ်ဆိုရင်ဒီမှာပေါ်လာတာကိုတွေ့ရမှာ illustration ဥပမာဒီမှာဆိုရင်ကျွန်တော် computer တမားရေးဆိုရင် headquad ဒီလို computer ပုံလေးတွေထည့်ပြီးတုံးချင်တာမျိုးတွေအဲ guitar နဲ့ဆိုင်တာမလို့ဆိုရင် guitar အကြောင်းအရာလေးတွေထည့်ပြီးတုံးချင်တာမျိုးလေးတွေအဲမွေးနေဆိုရင်လည်းမွေးနေအဲမျိုးမျိုးရှိရဲ့เนาะဒါလေးကိုကိုယူပြီးတော့มาအခမဲ့တုံးလို့ရပါတယ်ဒါ illustration ပေါ့เนาะ ပြီးတော့ဒီမှာကတ်တွန်ဘီဘက်မှာသွားပြီးနိုင်မယ်ဆိုရင်လည်းပဲကတ်တွန်ဘီဘက်မှာဆိုရင်လည်းပဲဒီမှာသူပြလိမ့်မယ်ခဏလေးစောင့်ပြလိုက်ပါမယ်โอเคဒီထဲမှာလည်းလိုပဲเนาะလိုမှာသွားကတ်တွန်ပုံလေးတွေနေเนาะဒီမှာအမျိုး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 ရှိပါတယ်ဒါလေးကိုကျွန်တော်ကိုနှစ်သက်တာကိုယူပြီးတော့มาတုံးလို့ရတယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရမှာပါအသွန်အကုန်လုံးတုံးပြနိုင်တယ်เนาะဒီမှာလိုပုံတွေရှိပါတယ်ဟုတ်ပြီအဲ့ခါမှာကျွန်တော်တို့စပြီးတော့มา icon name ကနေတစ်ခုခုတုံးကြည့်အောင် ဥပမာကျွန်တော်အန်ကုံကိုသွားလိုက်တယ်သွားလိုက်ပြီးတော့ဥပမာကျွန်တော်ဒီပန်သီးပုံလေးထည့်ပြီးတော့သုံးချင်တယ်ဆိုပါစို့ဟုတ်ပြီကိုကဒီပန်သီးနဲ့ဆိုင်တဲ့အကြောင်းအရာတကူရေးထားတယ်ပေါ့ဒီမှာကဘူဘီထင်ရှားသွားပန်သီးပုံလေးထည့်ချင်တယ်ဒါတဲ့ကိုထည့်ချင်တဲ့ကောင်လေးပေါ်မှာကလစ်တစ်ချက်နှိပ်လိုက်ရုံပဲနှိပ်လိုက်ပြင်သွားဒီမှာဒီမှာအမန်ချစ်ကလေးနဲ့နော်ဒီမှာအပြန်အောင်လေးနဲ့အမန်ချစ်ကလေးဖြစ်သွားအဲ့မှာကွာတခုပဲ selection ပေးရသေးတာဖြစ်တဲ့အတွက်ပန်သေးပုံလေးတခုပဲ selection ပေးရသေးတာမလို့ဒီအောင်လေးမှာကျွန်တော် insert 1ဆိုပြီးတော့ပေါ်တယ်။ခွဒီတပုံနေပဲသုံးချင်သေးတယ်။ဒါဒီတပုံနေပဲသုံးမှသေးကြတယ်ဆိုရင် insert 1ဆိုတာလေးကိုနှိပ်လိုက်ရုံပဲနော်။ ကလကုနေနဲ့ကဒီတပုံနဲ့မဟုတ်ဘူးတခြားပုံလေးတွေပါတခါနဲ့တစ်ပိုင်းတစ်ထဲနဲ့လေးငါးခုတခါတည်းသုံးကျင်နေဆိုလည်းရတယ်။ဥပမာကလေးမြန်ပုံလေးပါထပ်သုံးကျင်နေဆိုလေးမြန်ပုံလေးပေါ်မှာထပ်ပြီးတော့မှနှိပ်ပေးလိုက်။ဒါကြောင့်လေးမြန်ပုံလေးရောပန်သီးလေးရောနှစ်ခုစလုံးဆက်ရှင်ဖြစ်သွားမယ်။ဒီကမှာဒီမှာ insert 2ဆိုပြီးဖြစ်သွားလိမ့်မယ်နော်။အဲနောက်ထပ်တစ်ခုဒါလေးပါကွာလိုချင်တဲ့ဒီကောင်လေးပေါ်မှာပါထပ်ပြီးတော့နှိပ်လိုက်မယ်။ဒါကြောင့်ကျွန်တော်ဒီမှာ insert 3အဲ့လိုမျိုးပေါ့နော်။လောလောဆယ်တော့ကျွန်တော်တစ်ခုချင်းစီပဲထည့်မယ်။ဒါကြောင့်မို့ကျွန်တော်ကလိုချင်တဲ့ပန်သီးပုံလေးမျိုးပန်သီးလေးမှာပဲ selection လုပ်မယ်။ပြီးရင်ကျွန်တော်ဒီမှာထည့်မှာမလို့ဒီမှာ insert လေးကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်။ အဲ့မှာခဏလေးဆောင်ပေးလိုက်မယ်သူဒီမှာ download တင်ပေါ့နော် download စပြီးတော့မှပြုလုပ်နေပါပြီကျွန်တော်တို့ရဲ့ခြေဆက်ထားတဲ့ internet line ပုံမူတည်ပြီးတော့မှ download ဆွဲတာကလည်းအနေနဲ့များနေနေတော့ကွာချောင်းမှုရှိမှာပါဒီမှာတော့ကျွန်တော်ခဏလေးဆောင်ပေးလိုက်ပါမယ် လုပ်ငန်းခွင်အတွက် Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလိုသူများအတွက် Microsoft Word Special Class လေးကိုတက်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးမှာ Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level ထိ Unit 6ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာကျွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျသင်ကြားပေးထားတဲ့သင်တန်းလေးဖြစ်ပါတယ်။သင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစား ယခုလအတွင်းမှာအထူးတင်နေကြီး3000ကျက်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နေကြီးတွေကရဲကန့်တက်လေးတည်းရှိတာမို့တင်နေကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ပန်တီပုံလေးဒီမှာရောက်လာပြီပေါ့နော်။ချောင်းလိုက်ဖြစ်စဉ်သူ့အနေနဲ့ကကျွန်တော်တို့ကအိုင်ကွန်ကိုထည့်လိုက်ဖြစ်စဉ်အိုင်ကွန်ကဘာနဲ့သွားပြီးသဘောတရားချင်းတူလဲဆိုတော့သူကအင်တာနက်ကနေပြီးဓာတ်ပုံကိုယူထည့်လိုက်တဲ့ပုံစံမျိုးနဲ့သွားဆင်တယ်ပေါ့နော်။ graphic ပုံစံမျိုးပေါ့။ ဒါကြောင့်မလို့သူ့ကိုကျွန်တော်ကထည့်လိုက်ပြီးဆိုတာနဲ့ဒီကောင်လေးပေါ်မှာသွားပြီးတော့ click နှိပ်လိုက်ပြီးဆိုရင်ဒီပေါ်မှာဘယ်လိုပေါ်ပြီးလဲဆိုတော့ graphic format ဆိုပြီးပေါ်ပြီးဒါကြောင့် graphic အမျိုးအစားဖြစ်တဲ့အတွက်သူ့ရဲ့ format ကိုပြင်ချင်တယ်ဆိုရင် graphic format မှာလာပြီးတော့ပြင်လို့ရတယ်ဆိုတဲ့အသေးပဲလေးပါအဲ့ခါမှသူကဒီမှာကွာဒီပန်းသီးလေးကိုဒီနေရာရွှေ့ချင်တယ်ဗောနော်နေရာရွှေ့ချင်တယ်ပဲထားပါ Razer ကွာ mouse ကနေ click ပြီးတော့မှဆွဲပြီးတော့ရွှေ့ကြည့်ပါရွှေ့ဖို့တော့ခက်ခဲတယ်နော်မရွှေ့လို့မရတာမျိုးတွေ့ရပါလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်ကရွှေ့လို့ရစေဖို့အတွက်ဘာလုပ်လို့ရလဲဆိုတော့ဒီပန်းသီးပုံလေးပေါ်မှာထောက်တာ ဖရပီးပြီးဆိုရင်ကွာအပေါ်လေးက graphic icon ကိုဒီ graphic format ကိုတွားပါနော်တွားပြီးတော့ရင်ကျွန်တော်တို့ကဒီအောက်လေးမှာ arrange ဆိုတဲ့ group လေးရှိတယ်အဲဒီမှာကျွန်တော်ဒီမှာ word test ဆိုတာလေးရှိပါတယ်အဲ word test လေးကိုတစ်ချက်လေးနှိပ်ပါနှိပ်လိုက်ပြီးတော့ဒီထဲကနေပြီးတော့မှဘာကိုရွေးလို့ရလဲဆိုတော့ကျွန်တော်ဒီမှာ inferno test ဆိုတာလေးရှိရနော်ဒါလေးကိုတစ်ချက်လေးရွေးပေးလိုက်ပါပြေးလိုက်ပြီဆိုရင်ကျွန်တော်ပန်သေးပုံလေးကို mouse ကနေ click ပြပြီးတော့ဆွဲပြီးရွှေ့ကြည့်ပါ။ကိုနေတဲ့နေရာကို Microsoft Word file အတွင်းထဲမှာလိုအပ်သလိုရွှေ့လို့ရသွားတယ်ဆိုတော့ကိုတွေ့ရမှာပါ။ ပြောဒါလေးကိုကျွန်တော် resize လုပ်ချင်နေဆိုရင်လည်းရတယ်ပန်သေးပုံလေးပေါ်မှာထောက်တာဒီလို down ဘက်ကနေ corner เนาะကြိုက်တဲ့ corner ဘက်ကနေကျွန်တော် mouse ကနေ click ဖြည့်ပြီးတော့မှဆွဲပြီးတော့မှကြီးတာသေးတာတွေအမျိုးမျိုးပြင်လို့ရတယ်เนาะဟုတ်ပြီဒီလောက်ကျွန်တော်ထားလိုက်မယ်အဲဒီလိုလေးပေါ့ဟုတ်ပြီအဲကျွန်တော်တို့ဒါလေးကို print ကြည့်ကြည့်အောင် print ကြည့်ဖို့အတွက်ဒီမှာ file ကိုနှိပ်မယ်ပြီးကျွန်တော်ဒီမှာ print လေးကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်အဲကျွန်တော်ဒီမှာပန်သေးပုံလေးရသွားတာကိုတွေ့ရမှာပါ ပန်ဒီကတော့ကျွန်တော်အနက်ရောင်တော့မဟုတ်ဘူးပေါ့နော်အနီရောင်လေးခြေချင်နေဆိုပါဆိုဟုတ်ပြီအဲ့ဒါကတဘာဝနည်းနည်းစမ်းသွားအောင်လို့ပြန်ထွက်မယ်ထူပြီးတဲ့ကိုပန်ဒီလေးကိုပြန်ပြီးတော့ edit လုပ်ချင်တယ်အရောင်လေးပါလေးခြေချင်နေဆိုလည်းခြေလို့ရတယ်ပန်ဒီပုံလေးမှာထောက်ထားပြန်ကျွန်တော်ဒီ graphic format ကိုသားမယ်တပီးတဲ့ကျွန်တော်ဒီဘက်လေးမှာ graphic style ဆိုလေးရှိတယ် edit style မှာဒီမှာမြင်နေရတယ်မြင်နေရတဲ့ကောင်လေးပေါ် mouse လေးတင်ပြီးတော့ကြည့်ကြည့်ဒါဆိုရင်အဝါရောင်လေးဒါဆိုရင်အစိမ်းရောင်လေးနော်ပြထပ်ပြီးတော့လိုချင်တဲ့တတိအောက်လေးမှာမျှလေးပါတယ် အများလေးကိုနှိမ့်လိုက်မယ်ဆိုရင်သူအများကြီးကြာလာတယ်ဒီထက်ကနေပြီးတော့မှကိုပါလေးကြိုက်လဲမောက်စတီးရွှေ့ပြီးတော့မှကြည်ကြည်ပါထားစင်အဝါရောင်အဲဒါဆိုရင်တော့မိခိုးရောင်ဒါဆိုရင်တော့လင်းမောရောင်အမျိုးမျိုးရှိရယ်နော်ဒီမှာတော့စတိုင်မှာတော့ကျွန်တော်ကဒီသူကနေသူအရောင်ကန့်တက်ပြီးသားပေါ့ဒီအပြင်ကိုကအနေရောင်တောက်တောက်လေးပန်းလေးကိုချဲ့ခြင်းနေဆိုပါတော့ဒါဆိုရင်ကိုလိုချင်တဲ့အနေရောင်တောက်တောက်လေးကဒီထဲမှာမရှိဘူးအခါမှကျွန်တော်ကဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာ graphic style မှာမရွေးတော့ပဲနဲ့ဒီပေါ်လေးမှာ graphic fade ဆိုတာလေးရှိတယ်သူကကျတော့ fade color ကိုအကုန်လုံးဖြည့်တာပေါ့နော် ။အားမကျွန်တော်ကဒီ fee ကာလာမှာတစ်ချက်နေမယ်။နေလိုက်ပြီးတော့ဒီမှာ color box တဲ့အားနဲ့ကိုနှစ်သက်တာယူလို့ရပါတယ်။ကိုနေနဲ့ကျွန်တော်ကပန်းဒီကိုအနေအောင်လေးချက်ခြင်းနဲ့ဆိုဒီမှာအနေအောင်လေးကိုကျွန်တော် click တစ်ချက်နေပြီးတော့မှယူပေးလိုက်မယ်။ဒါကျွန်တော်တို့ပန်းဒီလေးအနေအောင်လေးဖြစ်သွားပါပြီ။ပြီးတော့ကျွန်တော်ပန်းဒီလေးကိုမဖိပက်ပက်လက်ကနေပြီးတော့မှ online လေးအကြောင်းလေးထည့်ခြင်းသေးရဲ့။ graphic online ထည့်ဖို့အတွက်ဒီပါ online မှာကျွန်တော်ဒီ graphic fee ရဲ့ outlet တဲ့မှာပဲ graphic online ဆိုတာလေးရှိသေးတယ်။ဒါလေးကိုနှိပ်လိုက်ပြီးတော့မှကိုဥပမာအဖာလေးနဲ့အယောင်ချက်ခြင်းနဲ့အနက်ယောင်လေးနဲ့ကျွန်တော်ကွက်ခြင်းနဲ့ဆိုရင်ဒီမှာကျွန်တော်အနက်ယောင်လေးကိုဒီမှာ black လေးကိုတစ်ချက်လေးရွေးပေးလိုက်မယ်။ ။ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ပန်းသေးလေးကဘေးဘက်ဘက်လေးမှာအနှစ်ယောက်လေးနဲ့တူပုံစံလေးပို့ပြီးတော့မှတဘာဝကြကြလေးဖြစ်သွားတာကိုတွေ့ရမှာပါ။အားလေးကိုကျွန်တော်ဒီမှာ file ကိုသွားမယ်။အဲ့ပြီးတော့ကျွန်တော် print ကိုတစ်ချက်ကြည့်ကြည့်ပါ။ဒါသင်ကျွန်တော်ပန်းသေးလေးကိုကြည့်ကြည့်ပါ။တကယ်လက်တွေ့တကယ်ဆန်သွားတာကိုကျွန်တော်တွေတွေ့ရမှာပါ။ဒါကျွန်တော်ရဲ့ပန်းသေးပုံလေးပေါ့နော်။ဟုတ်ပြီ။ပြီးတော့မှကိုယ်က Microsoft Word ထဲမှာကိုယ်က desktop ဒီပိုင်းယူပြီးတော့မှ Apple ဆိုရင် Apple label လေးတွေဒီမှာထိုးပေးလို့ရတယ်နော်။စာသားလေးတွေရေးပေးလို့ရပါတယ်။ဟုတ်ပြီကျွန်တော်ဒီမှာပြန်ပြီးတော့မှထွက်လိုက်ပါမယ်။ဒါကတော့ကျွန်တော်ထည့်လိုက်တာပေါ့နော်။ အပြင်မှာ resize လေးနည်းနည်းပြန်သေးလိုက်မယ်နော်နည်းနည်းကြီးနေရမလို့โอเคဟုတ်ပြီဒါကွာအန်ကွန်တစ်ခုကိုစတင်ပြီးတော့မှထည့်သွင်းပြီးတော့မှတောင်းလိုက်တာပါပြီးတော့တစ်ခုထည့်ပြီးတော့ထည့်ကြည့်ရအောင်အဲ့တော့ကျွန်တော်ဒီမှာ insert တစ်ခုသွားပြီးတော့ကျွန်တော်ရဲ့ဒီမှာ icon လေးကိုတစ်ချက်လေးနှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်တော်ဒီတကဘာလေးထည့်မလဲနော်ဒီထဲမှာ icon နဲ့မှထည့်မယ်ဆိုရင် icon ကိုသွားပြီးတော့ကိုနေတက်တာကိုရွေးလို့ရတယ်ဒီတက icon မဟုတ်ဘဲနဲ့ကျွန်တော်ဘာလေးထည့်မလဲဆိုတော့ကျွန်တော်ဒီမှာ sticker ကိုသွားရအောင်နော် sticker ကိုသွားမယ် စတစ်ကာတွေကနေပြီးတော့မှဥပမာကျွန်တော်ဗာလေးထည့်ခြင်းလဲဥပမာကျွန်တော်ဒီဟာလေးကြိုက်တယ်ဆိုပါတော့ခုကြိုက်တဲ့ကောင်လေးပေါ်မှာကလစ်တစ်ချက်ထောင်းထပ်ပြီးသွားရင်ကျွန်တော်ဒီမှာ insert လေးကိုတစ်ချက်လေးနေပေးလိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့စပြီးတော့မှရောက်လာပြီရောက်လာပြီကျွန်တော်ဒီမှာထောင်းဘက်ကနေဆွဲပြီးတော့မှသေးလို့ရတယ်နော်အမရွှေ့ကြည့်မယ်ဆိုရင်ဒီမှာ mouse ကနေပြီးတော့မှဒီ sticker လေးကိုဆွဲပြီးတော့ရွှေ့ကြည့်ကမရွှေ့လို့မရဘူး။ရွှေ့လို့ရစေဖို့အတွက် sticker လေးပေါ်မှာထောက်တာပြီးတော့ခုနကတိုင်မဲ့ဒီအပေါ်လေးမှာ picture format ဆိုပြီးပေါ်လာမယ်နော်။ picture format ကိုသွား sticker ကသွား picture အနေနဲ့ရောက်လာတာမလို့ picture format ဆိုပြီးပေါ်တာပါ။ ပြီးရင်ကျွန်တော်ဒီဘက်လေးမှာဒီမှာ red test ဆိုတာလေးရှိရနော်ဒီ arrange ဆိုတဲ့ group ထဲမှာပဲ red test လေးကိုတစ်ချက်လေးနှိပ်ပါနှိပ်ပြီးသားရင်ကျွန်တော်ဒီထဲကနေ infernal test ဆိုတာလေးကိုရွေးပေးလိုက်ပါအဲ့ဒါကျွန်တော်ရွှေ့ကြည့်ပါရွှေ့လို့ရသွားပါပြီအဲ့ဒါကတော့ကျွန်တော်တို့ဒီ state ကတစ်ခုကိုထည့်သွင်းပြီးတော့မှတုံးလိုက်တာပါပြီးရင်နောက်ထပ်တစ်မျိုးမထူတာလေးထည့်ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ insert tab ကိုသွားမယ် illustration group ထဲကနေ icon ကိုတစ်ချက်သွားလိုက်မယ်သွားပြီးသားရင်ဒီတခါကျွန်တော် illustration တစ်ခုတက်မယ်ဒါကြောင့်မကျွန်တော် illustration ကိုသွားမယ် တပိသွားရင်ကျွန်တော်တို့ဒီမှာအင်တာနက်အောက်ပြီးဆောင်းလိုက်မယ်။ဘာလီထည့်ခြင်းလဲဥပမာကျွန်တော်တို့ခုနကကျွန်တော်တို့ဒီကွန်ပျူတာပုံလေးကျွန်တော်သုံးခြင်းနေဆိုပါဆို။အဲကျွန်တော်ဒီမှာကွန်ပျူတာလေးကိုတစ်ချက်လေးရွေးမယ်။ရွေးပြီးသွားတာနဲ့တယောက်လေးမှာ insert လေးကိုတစ်ချက်လေးနှိပ်လိုက်မယ်။ဒါဆိုရင်ကျွန်တော်စာပြီးတော့ရောက်လာပြီ။သူ့လေကျွန်တော်ဆွဲပြီးတော့ရွှေ့တဲ့အခါမှာရွှေ့ဖို့တော့ခက်ခဲနေတတ်တယ်နော်။ဒါမှမဟုတ်ကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီကွန်ပျူတာပုံလေးပေါ်မှာထောက်ထား။ကျွန်တော်ဒီမှာပုံပြီးမြင်သာတော့ zoom ကျင်းပြပေးမယ်နော်။ကွန်ပျူတာပုံလေးပေါ်မှာထောက်ထားထောက်ထားပြီးရင်အပေါ်လေးက graphic format ကိုတော့ ပြီးတော့ခုနကတိုင်းပဲဒီ arrange group တွေကနေပြီးတော့မှ word test လေးကိုတစ်ချက်နေမယ်ပြီးတော့ inferno test လေးကိုတစ်ချက်လေးနေလိုက်ပါမယ်ပြီးရင်တော့ကိုလိုချင်တဲ့ဟာလေးကိုကိုလိုချင်တဲ့နေရာမှာသွားပြီးတော့မှဒီကောင်လေးကိုရွှေ့လို့ရပြီနော်ဒီမှာလည်းပဲကျွန်တော် recite တွေပါပြန်လုပ်လို့ရပါပြီလုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျန်စွာအသုံးပြုနိုင်ဖို့အတွက် computer business online class တွေကိုတက်ရောက်နိုင်ပါတယ် Computer Basics Online Class လေးမှာတော့ Windows 10သုံးပြုပုံလုပ်ငန်းနယ်ပယ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email သုံးပြုပုံတွေ Software Download and Install သုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသင်ပြေစွာနဲ့ဆင်းရဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး8000ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး၄000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။ အထူးတင်နေကြီးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်နန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာ။ Okay ဟုတ်ပြီ။ဆုံးနေနေပြန်ချက်ပြမယ်။ဟုတ်ပြီ။ဒါဆိုင်ဒီလိုပုံစံလေးရတာ။အခါမှသူ့လေကျွန်တော်ဘယ်လိုလုပ်လို့ရတယ်လဲဆိုတော့ပို့ပြီးတော့မှကိုနှစ်သက်တလို့ပုံစံ style ပုံစံလေးနော်အချောင်ပုံစံလေးပြန်ချိန်လို့ရပါသေးတယ်။ဥပမာကျွန်တော်ဒီနောက်လေးမှာခဲတန်းလေးကအဝါရောင်လေးနောက်ကဒီသူ့ရဲ့ရုံးမှာတုံးတဲ့ file လေးကလည်းအဝါရောင်လေးစာရွက်လေးရဲ့ file လေးကအဝါရောင်လေးပေါ့။ထောက်ကိုအဝါမကြိုက်ဘူးကွာအပြန်အောင်လေးကြိုက်တယ်အစိမ်းလေးကြိုက်တယ်အနီလေးကြိုက်တယ်ကိုနဲ့တက်တဲ့ကာလာကိုအချိန်မီချိန်လို့ရတယ် ချင်းကြီးနဲ့တင်သူကကျွန်တော်ကထည့်လိုက်လို့ဒီပုံကဒီပုံစံတိုင်းပဲဒါတသိမ်းမဲ့တဲ့ပဲဒါကြီးပဲသုံးရမယ်လို့မဆိုလို့ဘူးเนาะဒီ graphic format ဖြစ်တဲ့အတွက်သူရဲ့ graphic format ကို graphic fade color တွေ outline color တွေအများနဲ့ချင်းလို့ရနေပါတယ်အဲ့လိုချင်းချင်းနဲ့ဆင်ကျွန်တော်ဒီကောင်လေးပေါ်မှာထောက်ထားပြီးတော့မှဒီ graphic format ကိုသွားသွားပြီးသားရင်ကျွန်တော်ဒီမှာ graphic fade ဆိုတာလေးရှိရယ်เนาะ graphic fade လေးမှာနှိပ်လိုက်ပြီးတော့မှကျွန်တော်အနေနဲ့ကစာရွက်အဝိုင်းအောင်လေးကိုမကြိုက်ဘူးအပြားလေးနဲ့ထားခြင်းတယ်ဟုတ်ပြီအဲ့ကျွန်တော်ဒီမှာအပြားလေးရှိရယ် เนาะအပြာလေးကိုတစ်ချက်လေးကျွန်တော်ကလစ်တစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ရဲ့စာရွက်လေးကဒီမှာစာရွက် file လေးကအပြာအောင်လေးဖြစ်သွားတယ်။ခဲတဲ့လေးကလည်းအပြာအောင်လေးဖြစ်သွားတာကိုတွေ့ရမှာပါ။ပြီနော်ကိုအစိမ်းလေးအပြာလေးမကြိုက်သေးဘူးအစိမ်းလေးကြိုက်တယ်ဆိုရင်အစိမ်းလေးပေါ့နော်ကိုဘာလဲလေးကြိုက်တယ်။ခုနှစ်သက်တာကိုအချိန်မီပြီးပြန်ပြီးတော့ရွေးလို့ရပါတယ်။ပြီးတော့အလိုပါပဲကျွန်တော်ဒီမှာကွန်ပျူတာမှာဆိုရင်ကျွန်တော် laptop လေးမှာ laptop ရဲ့ keyboard လေးမှာဒီလိုအမိုင်းအောင်လေးသူချဲထားတယ်။ပြတိနှစ်ချက်လေးလားနှစ်ချက်မဟုတ်ဘူးเนาะဒါပါလေးအောင်ဒီဒီဂျိုးလေးပေါ့เนาะ USB ဂျိုးလေး USB ဂျိုးလေးမှာဆိုရင်လည်းတူတယ်လို့မိခိုးရအောင်လေဒါလေးရစားကိုအယောင်လေးလေးပြောင်းလို့ရတယ် အဲ့လိုပြောင်းမယ့်ခြင်းလဲဆိုရင်လည်းကျွန်တော်ကဒီမှာကျတော့ graphic online ကနေပြောင်းပေးလို့ရတယ် graphic online မှာနေလိုက်ပြီးတော့မှဥပမာကွာအဲကျွန်တော်တို့အနေအောင်လေးနဲ့ထားခြင်းတယ်ဒါဆိုရင်ကျွန်တော်ဒီမှာအနေအောင်လေးတွေ့လိုက်မယ်နော်အနေလေးကို clip တစ်ချက်လေးနေလိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါကျွန်တော်ရဲ့ဒီမှာရှိနေတဲ့ USB ဂျိုးတွေရောဒီမှာမြင်ရတဲ့ keyboard ရေပေါ့နော်ဒီမှာအယောင်လေးတွေရအစဒီ calculator လေးရဲ့အယောင်လေးတွေရအစစာရွက်ချင်းမြင်ချောင်းရဲ့အယောင်လေးတွေရအစအနေအောင်လေးတွေပြောင်းသွားတာကိုတွေ့ရမှာပါခုနေ့တည်းလိုမျိုးပြောင်းလဲပြင်ဆင်ပြီးတော့မှတုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီ ပြီးရင်တော့ကျွန်တော်ဗာထက်လုပ်လို့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်က graphic face မှာပြောင်းတယ် graphic outline မှာပြောင်းတယ်အဲ့လိုမျိုးဖွင့်နေကိုယ့်ရဲ့ပုံတစ်ပုံလုံးကိုမှကျွန်တော်က graphic style တစ်ခုလုံးချင်းချင်းနေဆိုရင်လည်း graphic style ဆိုတာလေးရှိရနော်အဲ့မှာကျွန်တော်ဒီမှာနှိပ်ကြည့်လိုက်မယ်ဆိုရင်ရွေးစရာတွေအများကြီးရှိတယ်တကယ်ကနေပြီးတော့မှဥပမာကျွန်တော်ဒီမှာအဝိုင်အောင်လေးကြိုက်တယ်ဆိုပါဆိုကျွန်တော်အဝါလေးကိုကျွန်တော် mouse လေးရွှေ့ပြီးတော့တင်ကြည့်လိုက်တယ်ဒါကျွန်တော်တို့ပုံလေးကိုကြည့်ကြည့်ပါတယောက်ကကျွန်တော်ပုံလေးကြည့်ကြည့်နော်ဒီမှာကျွန်တော်အဝိုင်အောင်လေးနဲ့ချဲသွားတာကိုတွေ့ရမှာပါကိုအပြာလေးနဲ့ချဲချင်တဲ့အတွက်ဒါဆိုရင်အပြာအောင်လေးနဲ့ချဲသွားမှာပါ န်တာ၄၀เนาะအစိမ်းရောင်လေးနဲ့ချဲသွားမယ်ပေါ့เนาะပြီးတော့အောက်ကကောင်လေးလည်းကိုဗားလေးသဘောကြလဲမောက်စီရွှေပြီးတော့မှဒီမှာကြည့်ကြည့်လို့ရပါတယ်ပေါ့เนาะဟုတ်ပြီကျွန်တော်တို့ဒီမှာအဝါလေးသဘောကြရဲဆိုပါသူဒါရင်ကျွန်တော်ဒီအဝါလေးကိုသဘောကြရဲကိုသဘောကြရဲကောင်လေးပေါ်မှာကလေးတစ်ချက်လေးနှိပ်ပေးလိုက်အောင်ပါပဲဒါရင်ကျွန်တော်ရဲ့ဒီမှာကွန်ပျူတာပုံလေးက graphic ပုံလေးကအခုလိုမျိုးအဝါရောင်လေးနဲ့ရသွားတာကိုတွေ့ရမှာပါဒါလေးကိုကျွန်တော်တို့ဒီမှာ SD file ကိုတောင်းမယ်ပြီးတော့ကျွန်တော်တို့ဒီမှာ print လေးကိုတစ်ချက်လေးနှိပ်လိုက်မယ်ဒါဆိုရင်တော့ဒီလိုပုံစံလေးရရှိသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ြင်တော့ကိုလိုချင်တဲ့လိုမျိုးဖြညာကတ်တွေလောက်တာမျိုးတွေเนาะကတ်လောက်တာ copy လောက်တာတွေ crop လောက်တာမျိုးတွေလည်းလုပ်မယ်။အဲပြီးတော့စာဒါလေးတွေများလေးတွေထိုးပြီးတော့စာလေးတွေရေးခြင်းနဲ့ဆိုရင် shape လေးတွေတုံးပြီးတော့များထိုးမယ်။စာရေးဖို့အတွက် text box လေးကိုတုံးမယ်။အဲ့လိုမျိုးအမျိုးမျိုးထပ်ပြီးတော့မှတုံးလို့ရတာပေါ့เนาะ။ဒါကတော့ကျွန်တော်က icon ကိုဘယ်လိုထည့်သွင်းပြီးတုံးရမယ်ဆိုတာကိုအခြေခံသဘောတရားလေးရှင်းပြပေးတာပါ။ အခုလိုမျိုး Microsoft ဘက်ကိုကျွန်တော်တို့ကဒီလိုမျိုးအခြေခံကနေစတင်ပြီးတော့မှလုပ်ငန်းခွင်အတွက်စနစ်ကြနဲ့ကြွန့်ကျင်သွားနေအသွင်ပြုတ်ခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Microsoft Web Special Online Course တွေကိုတက်ရောက်နေပါတယ်။ပုံမှန်တန်တန်းကြီး6000ကျောင်းကျက်စာယခုလအတွက်မှာထူးတင်တဲ့ကြီး3000ကျောင်းတစ်ပြင်လက်ခံပေးနေတာဖြစ်ပါတယ်။ Online Video Class တွေဖြစ်တဲ့အတွက်ယခုတင်တဲ့အပီတာနဲ့ယခုချက်ချင်းစတင်ပြီးတော့မှလေ့လာတက်ရောက်နေမှာဖြစ်ပါတယ်။ဆက်မှုတင်တဲ့လေးကိုတရားဖို့ကိုလက်ဖိတ်ခေါ်ရပါတယ်။တင်တဲ့လေးကိုတရားချင်နေဆိုရင်တော့ Delirious Computer ဘိုင်းဟမ်မန်နဲ့ဆိုတဲ့ Facebook Page Messenger မှာတင်တဲ့အလို့ရပါတယ်။ဒီဗီဒီယိုလေးရဲ့ပုံမှန်ဘာရဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်။ အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်နေလို့ရပါတယ်ခင်ဗျာယခုသင်ခန်းစာလေးကမျိုးစုရဲ့လုပ်ငန်းကွန်ထက်ကြိုးရှိမလေးယုံကြည်ပါတယ်သင်ခန်းစာလေးကကြိုးရှိလို့ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပေးပါ comment လေးမှာလည်း yes တို့ရေးခက်ပေးပါဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းလားရှိမယ်ဆို comment လေးမှာရေးခက်ပေးပါနောက်ထပ်တင် जा ပေးသင့်တဲ့တင်ကန်းစာလေးတွေတည်ချင်တဲ့မိကုံးလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာမေးကြလို့ရပါတယ်ကျွန်တော်ဖြတ်ပြီးတော့မှဖြစ် जा ပေးသွားပါမယ် ဒါပြည့်စုံတဲ့နေရာလေးကိုပြန်လည်ထပ်ရပါဆိုင်နေကြပါစေ။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာ။အားလုံးကိုစိတ်နှပြချမ်းသာကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။